မင်္ဂလာပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးသွားမှာကတော့2021ကထွက်ခဲ့တဲ့ Fashion Fury ရဲ့ series ကစကားတကားဖြစ်တဲ့တစ်ဖက်စာကားလို့ခေါ်တဲ့ Action စကြံကားကောင်းတကားကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်ဒီရဲ့အဆောက်ကတော့ဒွန်နဲ့ချက်ခေါ်တို့ရဲ့အဖေကပြိုင်ပွဲတစ်ခုကနေစတာပါပဲ။ဒွန်ရဲ့အဖေက professional ကောင်းမွန်သမားဖြစ်ပေမဲ့မတူတဆကားဆက်ချုပ်ရင်းပြီးတော့ accident ဖြစ်ကပြိုင်ပွဲအတွင်းမှာပဲမီးလောင်ပြီးပိတ်ဆုံးသွားခဲ့ပါတယ်။ ဒီလိုသေဆုံးမှုကဂျွန်ဝဲနီချက်ခေါ်ကြောင်လို့ဂျွန်ကထင်မှတ်ထားပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်ဂျွန်ကသူ့မိသားစုနဲ့အတူတော်တဲ့ကအိမ်လေးမှာကြောချင်စွာနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဂျွန်ရဲ့ငြိမ်သက်နေတဲ့ဘဝကိုအတိတ်ကသူ့ဘွက်တွေကပြန်လည်လှုံ့နှိုးခဲ့ပါတယ်။အကြောင်းကတော့အရေးကြီးတဲ့မစ်ရှင်တစ်ခုကြောင့်ပါပဲ။အဲ့ဒီမစ်ရှင်က Project A လို့ခေါ်တဲ့ကမ္ဘာကိုထိန်းချုပ်နိုင်တဲ့နည်းပညာဆက်တစ်ခုကြောင့်ပါပဲ။ ဒွန်ရဲ့အဖွဲ့တွေကမစ္စတာနိုဗာဒီနောက်ဆုံးပို့ပေးတဲ့ဗီဒီယိုကိုဒွန်ကိုပြလိုက်ကြပြီကဘာကြီးကိုကဲတင်ဖို့နဲ့အရန်အေးကြီးတဲ့ပစ္စည်းပြန်လဲချဖို့ရန်ဒွန်ကိုဖိတ်ခေါ်ခဲ့ကြပါတယ်သူတို့ကိုတိုက်ခဲ့သူကတခြားသူမဟုတ်ပဲဒွန်ရဲ့ညီချက်ကိုကိုယ်တိုင်ပါချောင်းအဲ့ဒီဆက်ကကဘာလုံးဆိုင်ရာဂျိုလူတွေကိုထိန်းချုပ်နိုင်ကြောင်ပြောပြပြီးဒွန်ကိုခေါ်ပြီးမဲ့ဒွန်ကတော့သူ့အဖွဲ့မစ်ရှင်ကလည်းငင်းပယ်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့မိသားစုတန်ရောစင်ကိုငဲ့ပြီးတော့သူ့အဖွဲ့တွေနဲ့ project AD ဆိုတဲ့နေပညာကိုချက်ဝင်ရင် ကျွန်ကသဘောတူခဲ့ပါတယ်ဒီလိုနဲ့သူ့ဖွဲ့တွေစီ ဖုံးဆက်ပြီးတော့သူပါလိုက်ပါသွားခဲ့ပါတယ်ကျွန်ပါလိုက်ပါလာပြီဆိုတော့သူတို့ရဲ့မရှင်ကပြည့်ပြည့်စုံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်သွားခဲ့တာပေါ့သူတို့သွားမဲ့နေရာကတော့မွန်တီကွန်ဒူလို့ခေါ်တဲ့လက်နက်ကင်အဖွဲ့အစည်းအများပြားရှိရာနေရာတစ်ခုပဲဖြစ်ပါတယ်ဒီခါမှာအရှင်ကျန်းစာတနက်ပြခံများနဲ့မေးဆွေတို့မြင်တွေ့ရမှာပါ နောက်ဆုံးတော့ Mr. Nova BC ရနောက်ဆုံးရရှိခဲ့တဲ့ GPS တင်ရစီကိုသူတို့ရောက်ရှိသွားခဲ့ပါတယ်။လေပစ္စည်းကိုရောက်ရှိပြီးတဲ့နောက် Project AD လို့ခေါ်တဲ့ပစ္စည်းလိုထင်ရတဲ့အရာတခုကိုသူတို့တွေတွေ့ရှိခဲ့ကြပြီးတဲ့နောက်လက်နက်ကင်ဖွဲ့စည်းတွေရောက်ရှိလာပြီးနှစ်ဖက်အပြန်အလှန်ပြစ်ခတ်ခဲ့ကြပါတယ်။ကံကောင်းစွာနဲ့ပဲသူတို့လက်နက်ကင်ဖွဲ့စည်းများကြားကလွတ်မြောက်လာခဲ့ကြပါတယ်။ဇလန်းလေးရဲ့အဆုံးကိုတော့ဒွန်ဝါသူ့ရဲ့ညီကိုပြန်လဲခဲ့တဲ့ညီကိုနှစ်ယောက်ပြန်လဲပေါင်းစည်းပြီးသွားတဲ့အခန်းလေးနဲ့ဆုံးသက်ထားပါတယ်။ ဒီစကားထဲမှာအချင်းချင်းနဲ့တတ်သူတွေရဲ့ရင်သက်ရှူမောပဲဖြစ်ပြီးအရင်ကြည့်လို့ကောင်းတဲ့စကားတကားကိုမိတ်ဆွေတို့တည်းရည်ညွှန်းပေးလိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။စကားလေးကိုကြိုက်တယ်ဆိုရင်ကွန်မန့်မှာလင့်လေးချပေးထားပါမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။